င်္ဂလိပ်စကေအားနဲ့ပေမဲ့မျက်ရည်တနာဆိုတယောက်တော့တန်ဒီဝင်ဖြစ်လာမလား Miss Universe 2025ဟာဆိုရင်ပပနဝတ်ရဲ့ပြဿနာနဲ့စတင်ခဲ့ပြီးတော့အခုဆိုရင်ပပနဝတ်မပါဘဲနဲ့ကျင်းပနေပြီပဲဖြစ်သလိုမြမကိုစားပြုဖြစ်တဲ့မျက်ရည်တနာဆိုတယောက်ဟာဆိုရင်လည်းပြိုင်ပွဲတွင်မှအံဝေခွေကြကြနဲ့ပါဝင်ရှင်ပြိုင်နေတာကိုတွေ့မြင်နေရပါတယ် ဒီနှစ် Miss Universe 2025ကို ထိုင်းနိုင်ငံကနေဦးစီးကျင်းပမှာဖြစ်ပြီးတော့ပြိုင်ပွဲဝင်များလည်းထိုင်းနိုင်ငံမှာကန့်ဝင်နေကြပြီဖြစ်ပါတယ်။ ထိုအပ်ထဲမှာမျက်ရည်နာဆိုးတယောက်အများနဲ့လိုက်ဖက်ညင်ညင်နဲ့ပါဝင်ဆင်ရဲနေတာကိုတွေ့မြင်နေရပါတယ်။မျက်ရည်နာဆိုးကို Miss Universe ရွေးချယ်လိုက်တဲ့အချိန်မှာပရိသတ်တော်တော်များများကအသက်ငယ်သေးပြီးပုံစံက Miss Universe တိုက်မဟုတ်ဘူးဆိုကဝေဖန်ပြောဆိုခဲ့ကြပေမဲ့အခုဆိုရင်တော့မျက်ရည်နာဆိုးတယောက်သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့လှပတဲ့ရုပ်ရည်အသွင်းအပြင်နဲ့ထိုဝေဖန်ချက်တွေကိုပြန်လည်ပြီးတော့ခြေပနေခဲ့ပြီပဲဖြစ်ပါတယ်။တစ်ချက်ခုနှစ်ချက်ပြက် ဆိုတဲ့အတိုင်းမျက်ရည်နာဆိုဟာလှပတဲ့ဝတ်စုံဒီဇိုင်းနဲ့ရတနာ90အစင်ဒီဇိုင်းတွေကိုစင်မြန်းပြီးတော့ပရိသတ်တွေကိုပြန်လည်၍ခြေပါခဲ့သလို ားပေးမှုကိုလည်းတပံပြောင်းယူနေတာပဲဖြစ်ပါတယ်။သူမအနေနဲ့ ISK Asian မကောင်းပေမဲ့လည်းတံပွဲမှာအတင်းဖြစ်ပြီးဆိုရှယ်ကြလို့နဲ့အရင်အချင်းကြောင့် Thai ပြည်သက်များပါမျက်စိကြလာနေကြပြီပဲဖြစ်ပါတယ်။နောက်ပြီးတော့ Miss Universe Official Page ကတင်တဲ့ Video တိုင်းမှာမျက်ရည်နာဆိုးတယောက်အမြဲတမ်းပါဝင်လာတာဖြစ်လို့ပြည်သက်များကသူမ placement တစ်ခုယူဆောင်လာတော့လင်နာဆိုပြီးတော့ချင်းချင်းတွေပေးနေကြပါတော့တယ်။ တကယ်ပဲ Miss Universe မှာမျက်ရည်နာဆိုတယောက် placement ထပ်ရလာတော့မှာလားကြည့်ရှုပေးခဲ့ကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်